ှင်နာမနိုင်မင်္ဂလာအားလုံးပဲယေရှုနာယေရှုခရစ်တော်ရဲ့နာမနိုင်မင်္ဂလာပါလို့နှုတ်ဆက်ချင်ပါတယ်ဆိုတော့ကျွန်မပေါ့နော်ဒီကနေ့အခုအချိန်အခွင့်အရေးရရှိတဲ့အတွက်လည်းကျွန်မပင်ကျေးဇူးတင်တယ်ဖခင်ကိုပေါ့နော်ပြီးတော့ဒီမှာရှိတဲ့ညီကိုမောင်နှမကိုလည်းကျွန်မပင်ကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်မဝင်ငါရမယ့်အရာတော့ပေါ့နော်ကျွန်မတို့အတူတူကလေ့လာသွားမယ့်အရာကတော့သူရဲ့ခေါင်းစဉ်ကပါလဲဆိုရင်ငြိမ်းချမ်းစွာနေလို့တော့ တကိုးထက်သည့် prophet elisha တဲ့သူ့အကြောင်းတော့ဘောနော်မတူဆိုတိကျမှာပဲဘောနော်ဒါပေမဲ့ကျမတို့ဒီကနေ့အတူချုံလေးပဲလေ့လာတော့မှာဖြစ်ပါတယ်ဆိုတော့ကျမတို့ဒီအရာလေးကိုမလေ့လာခင်မှာဘောနော်ဆူတောင်းကြရအောင်ထက်ကားကပေါ်နေရှိတော်မူသောသာသမီတို့ကိုအစမျက်ချစ်တော်မူသောဖခင်တခင်ကိုရောကိုချစ်တင်ပါ၏ဒီပတ်တော်၌သာသမီတို့ကိုဘေးမတည်ရမခပဲကောင်းမစွာဖြစ် အဲကိုရောခေါ်ဆောင်ပေးတဲ့အတွက်လည်းကိုရောကိုကျေးဇူးတင်ပါတယ်ဒီကနေ့ဒီညနေကိုရောရဲ့အဖို့တော်နေမှာသာသမီတို့ဒီကိုရောရဲ့ဒီနှုတ်ခတ်တော်ကိုလေ့လာတော်မှဖြစ်ပါတယ်ဒီအကြောင်းအရာကိုသာသမီတို့လေ့လာတဲ့အခါမှာကိုရောထမလာတော့သရှင်တော်ဝိညာဉ်တော်သာသမီတို့နဲ့အတူပါရှိပေးသနာမူပါကျမတို့ရောက်ချင်းစီတိုင်းတူတဲ့နားလေတဘောပေါက်နိုင်ရတော့အခွင့်ကိုကိုရောပြစ်စပေးတော်မူပါ။သမီးနှုတ်ဆက်ကိုလည်းကိုရော ကောင်းချီးပေးလျက်အတူပါရှိပေးတနာရောပါကိုရောထမလာတော့အရမ်းများဖြစ်စေရောမူပါမိကြောင်းတပါတိရောတရရှုခရစ်တော်၏နာမကိုမြည်ပြီးစတောင်းပါ၏ပါအာမင်ကျောငိမ့်ချမ်းစွာနေလို့တော့တကိုးထက်တိ Prophet Elisha ပေါ့နော်ကျောကျမတို့ဟိုအေလိယအချိန်ဝင်သွားမယ်ဆိုရင်အေလိယကတော့ပေါ့နော်သူရဲ့ခစ်တုံးကသူကပေါ့နော်ဖျားစကားနားမထောင်တဲ့သူတွေကို အပြစ်ပေးတရားစီမယ်ဆိုတော့ကြမ်းတမ်းတဲ့စကားကိုအဲသူကဟောပြောရတာဖြစ်တယ်။သူပြောတဲ့စကားတံမာလေးပေါ့နော်ဒီအေလိယသူပြောတဲ့စကားတံမာလေးကြောင်ရွတုံလို့ချင်းနေမရှိဘူး။ဆိုတော့ဒါပေမဲ့ဒီ prophet elishay အချိန်ရောက်လာတဲ့အခါမှာပေါ့နော် prophet elishay ကသူပေးပို့ရတဲ့တည်င်းစကားကတော့ပို့ပြီးတော့မှငြိမ်းအေးတဲ့အတွင်ကိုစောင်းတယ် အေလိယားရဲ့လုပ်ငန်းကြမ်းတမ်းတလောက်ပေါ့နော်အေလိရှဲလက်ထက်မှာတော့ဘုရားသခင်ရဲ့လူတွေကိုညင်ညင်တတာနဲ့တုန်တင်တိဆောက်ခွင့်ရရှိခဲ့ပါတယ်ပရောဖက်အေလိရှဲကိုဘလို့ခေါ်ကြလဲဆိုရင်ဝမ်းမြောက်ခြင်းနဲ့အနာရောဂါငြိမ်းစေခြင်းတွေကိုယူဆောင်လာတော့သူ ဆိုပြီးတော့မှသူ့ကိုပြောကြတယ်ပေါ့နော်ဆိုတော့အေလိရှဲကတော့တည်ငြိမ်ပြီးတော့မှကျင်နာတတ်တော်သဘောရှိတယ် ဒါပေမဲ့လိုအပ်လာရင်တော့တင်းမာစွာဆုံးမတတ်တယ်ဘလို့အဖြစ်တည်နိုင်တယ်လဲဆိုရင်ဒီဘေတလာမျိုးကနေအပြန်လမ်းမှာပေါ့နော်ဖျားတရားမဲ့တဲ့လူငယ်တွေရဲ့လောင်ပြောင်မှုကို ကြည့်ချင်အဖြစ်သိရပါတယ်ဒီလူငယ်တွေက Prophet Elia ကောင်းကင်နိုင်ငံကို အရှင်လက်လက်တက်သွားတယ်ဆိုတော့ကိုကြားသိခဲ့ရတယ်ဒါပေမဲ့လည်းအဲ့ဒီဖြစ်ရက်ကိုသူတို့ကပြည့်ရပြူတဲ့အခါမှာ Elisha က ဘာလို့လဲဆိုရင်ဘုရားသခင်ရဲ့ဝိညာဉ်တော်နိုးစုံမှုအဖြစ် သူတို့အပေါ်မှာဆိုးကျိုးကြိမ်ဆိုမှုတစ်ခုကိုပြုတ်ခဲ့ပါတယ်ဒီကြောက်စရာကောင်းတဲ့တရားစင်ချက်ကကြိမ်ဆိုတဲ့အတိုင်းပဲပေါ့နော်တက်ရောက်ခဲ့တယ်အဲ့ဒီအကြောင်းအရာကို400အခန်းကြီး1အငယ်23မှ24ကို ကြည့်မယ်ဆိုရင်အဲ့ဒီအကြောင်းအရာကိုကျမတို့တွေ့နိုင်ပါတယ်ခေဆိုတော့ prophet elisha ကအဲ့ဒီလောင်ပြောင်ခြင်းကိုဂယုမဆိုင်ခဲ့ဘူးဆိုရင် နောက်နောင်ကြရင်လဲအဲ့ဒီလိုဆက်ပြီးတော့မှ လောင်ပြောင်အောင်မှာပဲမို့လို့သူကတော့အဲ့လိုမျိုးလုံးလိုက်တာပေါ့နော်ဆိုတော့အဲ့ဒီပြင်းထန်တဲ့တာရကတစ်ခုအဖြစ်သူ့ရဲ့အတ္တတစ်ခုလုံးပေါ့နော်သူ့ရဲ့လှုပ်ဆောင်တဲ့တာတနာလုပ်ငန်းမှာ လူတွေရဲ့လေးယူတည်လေးစားမှုကို သူရရှိခဲ့တယ်သူကပေါ့နော် တမျိုးဝင်တမျိုးထက်နဲ့လူချမ်းလူယုတ်မာတွေနဲ့မိဘဆုံးမလို့မရတဲ့သူတွေနဲ့စိတ်တိုင်းကြနေထိုင်တဲ့သူတွေရဲ့အလေကြားမှာနှစ်ပေါင်း90လုံးလုံးတွာလာလှုပ်ရှားခဲ့ပါဒါပေမဲ့အဲ့ဒီယုတ်မာတဲ့လူတွေကသူ့ကိုလောင်ပြောင်မှုတွေမပြုတ်ရဲဘူးသူငယ်တိုင်းကို မပြုတ်ရဲဘူးပေါ့နော်ဆိုတော့သူငယ်တိုင်းကိုဖျားတရား ယူတည်မျက်နှာတော့စိတ်တဘောမှန်ရှိဖို့ရှိဖို့ကပေါ့နော်ဒီအုတ်ထင်းသူတွေကတွင်တင်ပေးရမှာဖြစ်တယ်ဆိုတော့ဖရားရဲ့နာမတော်ကိုဘယ်သူကမှပေါ်ပေါ်ဆဆနဲ့မစင်းစားပဲနဲ့ပောက်ကရပြောဆိုတုံးဆွဲခွင့်ကိုလည်းကျမတို့ကဘယ်တော့အခါမှမခွင့်ပြုရပါဘူးခွင့်မပြုရဘူးပေါ့နော်ဖရားသခင်ရဲ့ကိုယ်စလဲဖြစ်တဲ့အမှုတော်ဆောင်တွေ ညာပေးဆရာတွေဆရာမဆရာဆရာမတွေနဲ့အလက်ဦးဆရာမိဘတွေကပေါ့နော်တခင်ရဲ့နေရာမှာအစားထိုးလှုပ်ဆောင်ရတော့သူဖြစ်ကြတယ်သူတို့ကိုယူတည်ပြုချင်းကယူတည်မှုပြုချင်းကပေါ့နော်ဘုရားသခင်ကိုဂုဏ်ပြုရာရောက်ကြောင်းလူတိုင်းကိုတည်နာလေထားခိုင်းရမှာဖြစ်ပါတယ်အကျဉ်းသာတရားရှိတဲ့ပရောဖက်အဲလိရှဲကဣတီလာလူများစွာထဲမှာ တကူကြီးသောဩစာလွမ်းမုံမှုကိုဖြစ်စေပါတယ်ဘလို့အဖြစ်သိရတယ်လဲဆိုရင်ရှုရှုနေမြို့မှာနေတဲ့မိသားစုတစုနဲ့ပေါင်းတင်ဆက်ဆံရေးဖြစ်ရမှန်မှာပေါ်ပြထားတယ်ဗောနောအဲ့ဒီကနေသိရှိရတယ်လေးရခန်းကြီးလေးအငယ်ရှစ်မှာတနေ့တာ၌အေလိရှဲဒီရှုနေမြို့တို့သွားရာတွင်ထိုမြို့၌ထင်ရှားသောမိမတယောက်သည်အေလိရှဲကိုတွေးချင်းကခေါ်ပြင့်လေ၏ကဲ့ နောက်မှထိုလန်းသို့သွားတော့အခါကျွေးချင်းကိုခံအပ်တော့ကထိုအိမ်တို့ဝင်သက်၏ဆိုတော့ဒီအိမ်ရှင်မကအေလိရှဲကိုဘလို့မြင်လဲဆိုရင်ဖျားသခင်ရဲ့တက်ရှင်သူတူလို့မြင်တယ်ဆိုတော့အိမ်ရှင်မကပေါ့နော်သူ့ခင်ပွန်းတဲ့ကိုဘလို့ပြောလဲဆိုရင်ဝင်ရုပ်အပေါ်မှာအခန်းတစ်ခုကိုလောက်ကြကုန်အံ့သူ့အဖို့ကတင်းစပွဲထိုင်ခုံမိခုံတို့ကိုထားကြကုန်အံ့ထိုတို့ပြုတ်ရဲ့ တို့ဖြစ်ရတူဒီငါတို့စီတို့ရောက်လာတော့အခါထိုအခန်းထဲတို့ဝင်လိမ့်နီလို့ပြောတယ်။ကျွန်တော်အဲ့လိရှဲကအဲ့ဒီအိမ်ကိုမကြာခဏတဲခိုးလေးရှိတယ်ပေါ့နော်။ကျွန်တော်ဖျားသခင်ကအဲ့ဒီအမျိုးသမီးအိရှိမရဲ့တနာညာတာမှုကိုအတိအမပြုလိုက်တယ်။သူတို့မှာတားသမီးလည်းမရှိဘူး။ဒါပေမဲ့အခုမှတော့ဖျားကသူတို့ကိုအဲဝစ်ပြုခြင်းကြောင့်တားယောက်ျားတယောက်ကိုလက်ဆောင်အဖြစ်ဆုချခဲ့တယ်။ဆိုတော့ နှစ်တွေလည်းလုံခဲ့ပြီပေါ့နော်အဲ့ဒီကလေးကသူ့အဖေနဲ့အတူလေခင်းကိုလိုက်နိုင်တဲ့အရွယ်ရောက်နေပြီတနေ့မှာတော့အဲ့ဒီကလေးငယ်ကလေးငယ်လေးကိုပေါ့နော်နေပူလိုင်းရိုက်ခတ်မိတဲ့အတွက်ကြောင့်လူငယ်ကဗာပြောလဲဆိုရင်ငါကောင်းတာဤကောင်းတာဤဟုအပအာပြောဆိုရင်အပကသူငယ်ကို အမိထံတို့ယူသွားဟုလူလင်အားပြော၏တဲ့လူလင်ဒီအမိထံတို့ယူသွား၍ မွန်တဲ့အချိန်ရှိပြီးမှတေဤတဲ့အမိဒီမြို့ရိုးပေါ်တို့တက်ရွဲ့အလောင်းကိုဘုရားသခင်ဤလူဘုရားသခင်လူဤကတင်ပေါ်မှာထားပြီးလေတကားကိုပိတ်၍ကြွားလေဤတဲ့အဲ့ဒီအမျိုးသမီးကစိတ်မကောင်းစွာနဲ့ပဲအဲလိရှဲစီမှာအခုညီတောင်းဖို့ဆုံးဖြတ်လိုက်တယ်။သူနဲ့အတူဂျွန်တယောက်လည်းပါတယ်ပေါ့နော်အဲလိရှဲစီသွားတဲ့အခါမှာဆိုတော့ဘုရားသခင်ဤလူဒီတဲ့အဝေးကမြင်တော့အခါမိမိဂျွန် ဂေဟာစီကိုခေါ်၍ရှင်နေမြို့သူမိမ့်မလာ၏တင်ပြည့်ရခီးဥကြပြုပြီးလင်ကိုရိုင်းမာဤလောခင်ပွန်းမာဤလောသူငယ်မာဤလောဟုစေလို့၍မင်းမျက်စေတော်လဲထိုအမျိုးသမီးဒီအေလိရှဲထံမရောက်မချင်းလာရင်အကြောင်းလာရင်အကြောင်းဤကိစ္စကိုမပြောဘဲနေ၏တဲ့အေလိရှဲဒီအဖြစ်မှန်ကိုကြားရပြီးဒီနောက်မိမိဤဂျုံဂေဟာစီအား ဤတို့ပြောဤတင်ဤခါကိုစီးလော့ငါတောင်ဝေးကိုကန်ရေးသွားလော့ငါတောင်ဝေးကိုတင်ဤမျက်နာပေါ်မှာတင်လောဟုမာထားလေဤတဲ့ဒါပေမဲ့တူရမိခင်ကအဲလိရှဲအတူမသွားဘူးဆိုရင်မကြင်နှက်ဘူးပေါ့နော်အဲလိရှဲမသွားရင်ကျမလည်းမသွားဘူးပေါ့နော်အဲ့ဒါကြောင့်အဲလိရှဲကလိုက်သွားတယ်ဂေဟာစီအရင်သွားပြီးတော့အဲ့ဒီတောင်ဝေးကိုသူငယ်ရဲ့မျက်နှာပေါ်မှာတင်တယ်ဒါပေမဲ့မနှိုးလာဘူး အဲ့ဒါကြောင့်ကေဟာစီကအိလိရှဲကိုခီးဥချိုပြုတ်ပြီးတော့သူကမနိုးလာဘူးလို့ပြန်ပြောလိုက်တယ်ဆိုတော့နောက်ထပ်ပြောထားလဲဆိုအိလိရှဲနဲ့သူငယ်ရဲ့မိခင်ကပေါ့နော်အိမ်ကိုရောက်တော့အခါသူငယ်တိန်လက်မိမိကတင်ပေါ်မှာတင်ထားလက်ရှိဒီကိုတွေးသဖြင့်အထဲတော့ဝင်၍နှစ်ယောက်ထဲရှိစေခြင်းကတကားကိုပိတ်လက်ထာဝရဖျားကိုဆူတောင်းလေ၏တဲ့ သူငယ်အေးအနည်းဖားလို့ချင်း၍သူ့အပေါ်မှာအဲ့လျက်နှုတ်ချင်းမျက်စိချင်းလက်ချင်းထက်လျက်ပေါ့နော်သူငယ်အပေါ်မှာကိုကိုလန်တဲ့ဖြစ်သူငယ်အသားဒီနှွေးဆရှိ၏တဲ့တပန်ဆင်း၍အခန်းထဲမှာစင်စင်ကြသွားပြီလေပေါ့နော်ချင်းပြန်၍သူငယ်အပေါ်မှာကိုကိုလန်တဲ့ဖြစ်သူငယ်ဒီခုနှစ်ချိန်သူဒီ နှစ်ကျင်ချီဆန့်၍မျက်စိကိုဖွင့်၏တဲ့ဆိုတော့မိမရဲ့ယုံကြည်ခြင်းကအလဟတာမဟုတ်ဘဲနဲ့အကျိုးကျေးဇူးကိုရရှိစေပါတယ်အသက်ပေးလိုက်တဲ့သခင်ခရစ်တော်ကအသက်ပေးပိုင်တဲ့သခင်ခရစ်တော်ကပေါ့နော်အဲ့ဒီမိမကိုသူငယ်ကိုပြန်ပေးတယ်ပေါ့နော်အဲ့လိုပဲအဲ့လိုအလားတူပဲပေါ့နော်သခင်ခရစ်တော်ကမကောင်းတဲ့သူကိုပယ်ပြီးတော့ ကောင်းတဲ့သူကိုကယ်ရန်ကောင်းကင်ကနေမိုးတိမ်စီးပြီးကြွလာတဲ့အခါမှာထိုသခင်၌တစ္ဆာရှိ၍တိမ်လွန်သောသူတို့သည်တပံပြန်၍ရှင်ပြန်ထမြောက်ရလတန်းနဲ့ဆိုတော့အဲ့ဒီအချိန်မှာမိသားစုတွေပြန်လဲပြီးတော့မှဆုံစည်းကြရမှာဖြစ်ပါတယ်။သခင်ခရစ်တော်တိတ်ချင်းကြောင့်ဝမ်းနဲ့ပူဆွေးခြင်းရောက်ခဲ့ရတဲ့သူတို့ကိုအနိုင်မဲ့ညှို့လင့်ခြင်းပေးထားတယ်။ဗျာဒိတ်ကျမ်းခန်းကြီး1အငယ်18မှာပေါ့နော်။ ငါဒီအသက်ရှင်တော်သူအသက်ရှင်တော်သူလည်းဖြစ်၏ငါဒီအရင်တည်းဒီဖြစ်၍ကဘာဆက်ဆက်အတန်ဤပြေဆုံး၏မရဏာနဲ့မရဏာနိုင်ငံကိုလည်းငါအစိုးရ၏ပြီးတော့တက်တက်တလောနဲ့အခန်းကြီး၄ငယ်၁၆နဲ့၁၇ခုမှာဖျားသခင်ဒီကြွေးကြော်ခြင်းကောင်းကင်တမန်မင်းအတန်ပေးခြင်းဖျားသခင်ဤတပိုးတော်ကိုမှုတ်ခြင်းနဲ့တကွကောင်းကင်ပုံမှကိုယ်တိုင်စင်တက်တော်မူ၍ခရစ်တော်၌သိလွန်တော်သူတို့ဒီအူထားများကြလိမ့်မည် ထိုအခါအသက်ရှင်၍ကြံ့ကျင်းသောငါတို့သည်အာဂတကောင်းကင်၌ဘုရားသခင်ထံတော်သို့ရောက်စေခြင်းကထိုသူတို့နှင့်တကွမိုးတိမ်ပေါ်သို့ခြိဆောင်ခြင်းကိုခံရတော်အဖြစ်ဘုရားသခင်နှင့်အတူအစီမပြတ်နေရကြလိမ့်မည်။အဲလိရှဲရဲ့သာသနာတော်လုပ်ငန်းကားပေါ့နော်။တွင်တင်ပြတ်ခြင်းနဲ့အနာရောဂါငြိမ်းစေခြင်းဒီအရာတွေပါတယ်ပေါ့နော်။သူရဲ့သာသနာတော်လုပ်ငန်းတလျှောက်မှာပေါ့နော်။ ပညာပေးခြင်းတည်းဟုတော့ prophet เจ้าတွေကိုလည်းဖွင့်လက်တည်ထောင်ခဲ့ပါတယ်။သူတွင်တင်ခဲ့တဲ့လူငယ်ပေါင်းလူငယ်เจ้าသားတွေကဘုံတော့ no cha တကြွယုံတာမကဘူးတရှင်သောဝိညာဉ်တော်ရဲ့ပဲ့ပင်မှုနဲ့သာသနာတော်အကျိုးကိုထင်ရောက်စွာတည်ပိုးနိုင်ခဲ့ပါတယ်။ခေစရနာတခုကအဲလိရှေကဘုံတော့ကိလဂါလာမြို့မှာရှိတဲ့ prophet เจ้าကို အလဲပတ်သွားတဲ့အခါမှာ အစိတ်တင့်နေတဲ့ဟင်းအိုးကိုဘေးမရှိအောင်တာမန်ပကတိပုံမှန်စားလို့ရအောင်သူကဖြစ်စေခဲ့တယ်။အဲ့ဒီပီကဘောနော်အစာခေါင်းပါတဲ့ပီဖြစ်တယ်။အဲ့ဒီတော့ဒီဘာလာရှာလီမြို့နေလူတယောက်ဒီလာရွေးတဲ့အူတီတော်မှုရောဆန်ဖြစ်လို့တော်မုတ်လုံး20နှစ်အိမ်နိုင်ချဲ့တော်အတိအနံများကိုဖျားသခင်ဤလူထံတို့ဆောင်ခဲ့၏တဲ့ အဲလိရှဲကလည်းဤလူចောင်းသားများကိုကြွေးလို့ဟုဆိုလင်ဂျွန်ကအဘဲရိုနီကျွန်တော်ဒီလူတရာကိုဤမြနဲ့ကြွေးနိုင်ပါမီလို့ဟုမေးလင်အဲလိရှဲကဤလူများကိုကြွေးလို့ထာဝရဘုရားသခင်မိတ်တော်မူဒီကသူတို့ဒီဝါစွာ စားကြတော့လေစားเสียကြံကျွင်းလိမ့်မည်ဟု မိတ်တော်မူចောင်းကို ပြန်ဆိုတော့ပြောဆိုတော့ဂျွန်ဒီလူလူများရှိမှထဲ့၍ ထောင်ရဖျားသခင်ဤစကားတော်နှင့်အညီထိုသူတို့ဒီဝါစွာစားကြ၍စားစရာကြံကျင်းလက်ရှိ၏တဲ့အဲ့ဒီအချိန်ကစားဖို့နော်ဖျားသခင်ကချက်ခါတလဲလဲလူတွေရဲ့လိုအပ်ချက်ကိုထောက်ပံ့ပေးတယ်ချင်းချင်းရှာရှာအငဲရမ်းမဟုတ်ပေမဲ့လည်းပေါ့နော်စိတ်မျက်စိနဲ့မြင်တွေ့နိုင်တဲ့လောက်ရမျိုးလဲရှိပါတယ်တကယ်လို့ကျမတို့မှာ ဝိညာဉ်မျက်စိနဲ့ခွဲခြားစွာမြင်တွေ့တတ်တဲ့သုကျေစုရှိမယ်ဆိုရင်လူတွေအကြီးအငယ်မခွဲခြားဘောနော်ဘုရားသခင်ရဲ့ကြီးမားတဲ့ချစ်ချင်းမေတ္တာဂိယုနာစိတ်နဲ့ကြည်စုရှောက်ရှောက်ပေးနေတယ်ဆိုတော့ကိုကျမတို့ကသိရှိနိုင်မှာဖြစ်ပါတယ်။ခေဆိုတော့အိလိရှဲကိုဂျွန်တယောက်ကဘလူနဲ့လူတရားကိုကျွန်တော်ကကျွေးနိုင်မလဲလို့မေးတဲ့အခါမှာသခင်ယေရှုတာဒနာလောက်တုံးကားဘောနော် လူထုကြီးပရိသတ်တွေကိုအစာကျွေးဖို့တပည့်တွေကိုပြောတဲ့အခါမှာတပည့်တွေကဘာပြန်ပြောလဲဆိုရင်လူကာခန်းကြီး9ငယ်73မှာပေါ့နော်ကျွန်တို့သွားရဲ့ဤလူအပေါင်းတို့စားเสียဖို့မဝယ်လင်းတဲ့မုတ်ငါးလုံးနဲ့ငါးငကောင်မှတပားအပေစားเสียမြကျွန်တို့နိုင်မရှိပါလို့ပြောတယ်ဆရာတခင်ယေရှုကဘာပြန်ပြောလဲဆိုရင်မုတ်ငါးလုံးနဲ့ငါးငကောင်ကိုယူ၍ကျေးဇူးတော်ချီးမွမ်းပြီးမှ မုတ်ကိုပေးဝေစေ၏လူအပေါင်းတို့သည်စား၍ဝါကြပြီးမှကျွင်းရတော်အကျိုးအပဲ့ကိုကောက်သိမ်း၍၁၂တောင်းအပြည့်ရကြ၏ထားတဲ့သူတွေက9000ရှိတယ်9000ရှိတယ်ပေါ့နော်ဆိုတော့အဲဒီမှာအားပေးချင်တာပေါ့နော်ဒီမှာရှိတဲ့လူတွေအားပေးချင်တာကတော့ကျမတို့မှာရှိတဲ့အရာကိုဘုရားသခင်စီမှာယူလာပါ ကျေးဇူးတော်ကိုချီးမွမ်းပါခြားရဖရားရဲ့ကောင်းခြင်းမင်္ဂလာကိုတောင်းခံပါပြီးတော့ဖရားသခင်ကဒီနွမ်းနယ်နွမ်းနယ်ပြီးတော့မှအစာငှက်မွတ်နေတဲ့သူတွေကိုသူလူ9000ကိုမုံ9လုံးနဲ့9နှစ်ကောင်နဲ့ဝါစာကျွေးတယ်လို့ပဲပေါ့နော်ပြီးတော့ prophet ကျောင်းသားတို့ကိုကျွေးတဲ့မုတ်ကိုတိုးပွားစေတယ်လို့မျိုးပဲအဲ့ဒီလူမျိုးနမိတ်လက္ခဏာကိုလည်းဖရားသခင်ကတင်တို့အပေါ်မှာလည်းပြုတော်မူလိမ့်မယ်လို့ ြောရင်လည်းညီကုန်းချုပ်ချင်ပါတယ်အားလုံးကိုဖျားရှိကောင်းချီးပေးပါစေ